Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီเนาะဆိုတော့လီယိုတို့အချင်းကုန်တာအင်မတန်မှမြန်နေအဲလီယိုတို့ April ကုန်ပြီမေလာတည်းကိုရောက်ပါပြီလီယိုတို့ Taurus season ပေါ့เนาะပြည်တာရာသီတွင်နေရဲ့ဒါဒီ Zodiac ရာသီတွင်နေကိုရောက်ပြီဖြစ်တယ်ဆိုတော့ I welcome all the Taurus เนาะ Taurus ရာသီတွင် ရာသီဘွားတွေကိုနောက်တခြားတခြားသောရာသီဘွားတွေကိုပါ welcome လုပ်တယ်ဒီလိုလာတလာအကုန်ပြီးလာတလာရဲ့အစဆိုလို့ရှင်တော့ဒီလို fresh start ပေါ့เนาะ အာဒီတလမှာတော့ငါတို့ဘာလေး plan ကြမယ်ဒီတလမှာတော့ငါတို့ဘယ်လို commitment လေးထားကြမယ်ဆိုတာလတ်တလကုန်ပြီးတိုင်းကုန်ပြီးတိုင်းနောက်ထပ်တလကူပြောင်းမှုအစပြိုးတဲ့အချိန်လေးမှာဆိုလို့ရှိရင်လူတိုင်းကဒီ fresh start ပေါ့နော်အဲတက်ကြွနေကြတာများတယ်ပေါ့နော် planning တွေလုပ်ကြတာများတယ်ပေါ့နော်ဆိုတော့ Leo တို့ဒါ April လကတော့ Leo တို့မြန်မာနိုင်ငံမှာတော့အဲတော်တော်လေး tragedy ပေါ့နော်စိတ်မကောင်းစရာတွေနဲ့ဟိုဒီ ဒီပျော်ပွဲရှင်ပွဲတွေမှာရောထွေးရောပြွန်ပြီးတော့အရန်ကိုရှုပ်ရှက်ခန့်နေတဲ့ energy လေးတွေကိုခံစားခဲ့ရရပေါ့နော်အဲဒီလာမယ့်မေလမှာတော့အားလုံးဒီ chaos တွေကနေလွတ်မြောက်ပြီးတော့အဆင်ပြေပြေနဲ့ဒါ live ကိုပေါ့နော်ဖြတ်တန်းနိုင်ကြပါစေလို့လီယိုကတော့စုမှုကောင်းတောင်းတယ်ပေါ့နော် okay အဲ့တော့တလားတလားကုန်ပြီအဲ့တော့တစ်ပတ်တစ်ပတ်ကုန်ပြီဆိုလို့ရှိရင်ထုံးစံတိုင်းပေါ့နော်လီယိုရဲ့ YouTube channel နဲ့ Facebook page ကတင်ဆက်ပေးနေကြ weekly zodiac energy check in ပေါ့နော်ရာသီဘဝတစ်ပတ်တာသတင်းစကားဆိုတဲ့ reading လေးကို တစ်ဆက်ပေးဖို့အလှည့်ရောက်လာပြီဖြစ်တယ်။အဲ့တော့ဒီ reading လေးကလူတို့မေလ၁ရက်နေ့ကနေမေလ၈ရက်နေ့အထိ message လေးကအကျုံးဝင်မှာဖြစ်တယ်။ by the way ပေါ့နော်ဒီ reading ကိုမစခင်မှာလီယိုက information လေးတစ်ခုပေးခြင်းနဲ့လီယိုဒီအဲ consultation ပေါ့နော်အဲ့တော့ spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ phone consultation online consultation video call consultation only ပဲလုပ်ပါတယ်ဆိုတာလေးကိုဒါမတိသေးတဲ့သူတွေအတွက်ကိုထပ်ပြီးတော့ဒါ message လေးပေးပြရစီနော် အဲ package အသေးစိတ်တရားတော်လေးကို video အားလုံးတင်ဆက်ပြီးရဲ့အချိန် video ရဲ့အဆုံးမှာတော့အဲဘယ်လို package လေးရှိရဲဆိုတာကိုအကြံမြင်လေးပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကတော့လေကို video ကြည့်အဆုံးထိကြည့်ပြီးရဲ့တွင်ဆိုသိမှန်းပေါ့နော် okay အဲ့တော့လေကို reading လေးကိုသွားမယ်အဲ့တော့ reading ကရာသီဘာတစ်ခုချင်းစီလိုက်ဖတ်ပေးတာဖြစ်တယ် Aries to Pisces ပေါ့နော်အဲ့တော့ Salmon Rising လို့ခေါ်တယ်မိမိရဲ့တနင်္ဂနွေကြိုတနင်္လာကြို နော်မိမိရဲ့ luck ပေါ့နော် luck နာပေါ့ဒီ summarizing sign တွေကိုတိမဲ့ဆိုလို့ရှိရင်လည်း message တွေကိုပွားပြီးတော့ clip တစ်ခုချင်းစီမှာလိုက်ပြီးတော့ထောက်ပြီးတော့ကြည့်လို့ရမယ်ဒီလို time stamp လေးလေးလုပ်ပေးထားမှာဖြစ်တယ် summarizing အကြောင်းတော့လေဒီ video clip မှာအသေးစိတ်တော့မပြောတော့ဘူးပေါ့နော်လီယိုနဲ့ဘွားစားတာတွေ့ထားပြီးသား client တွေဆိုရင်တော့ဒီ knowledge လေးရှိမယ်နောက်တစ်ခုကလီယို summarizing clip နဲ့ပတ်သက်ပြီးတော့ပေါ့နော် knowledge sharing video လေးလည်းလုပ်ပေးထားဖူးပါတယ်ပေါ့နော်ဒီ YouTube video youtube channel မှာ share ကြည့်လို့ရပါတယ် okay အဲ့တော့ liro reading လေးကိုစမယ်အဲ့တော့ first နော် first of all you let's start with aries ကနေစမယ်နော် Aries တည်းရဲ့ Leo April တည်းရဲ့နေရာလေးရှေ့ရဲ့ DT energy လေးကိုကြည့်မယ်။ April 1st to 8th all right aries ရဲ့ energy ဒီတပတ်တာကာလအတွင်းမှာတဲ့เนาะစိတ်ရှုပ်ထွေးရတဲ့ကိစ္စတွေကိုမှပတ်စောဖြစ်နေတဲ့ကိစ္စလေးတွေအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဖြစ်ချင်ပြီးမယ်တချို့ကျတော့လည်းချီးရချီးရကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တယ်เนาะအချီးရချီးရကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့တစ်ဖက်လူစီက message ကိုယ်နဲ့ dating လုပ်နေတဲ့သူအဲ ဒီဒီလိုမျိုးပေါ့เนาะအဲဒီလူစီယာ energy တွေ massive ဖြစ်တဲ့အရာတွေကိုမှဆုံးဖြတ်ရခန့်နေတဲ့အရာတွေဒီလူနဲ့ရှင်းဆက်ရမှာလားရှင်းမဆက်ရဘူးလားဆိုပြီးတော့ဝေခွဲမရဖြစ်နေတဲ့အရာတွေကရှင်းရှင်းလင်းလင်းပေါ့เนาะတစ်ဖက်လူရဲ့အကြောင်းတစ်ဖက်လူရဲ့သဘောထားကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိသွားမရတဲ့တပတ်ဖြစ်ပါတယ်လေယူခန်စားရတော့ career message ထက်စာလို့ရှိရင်တော့ love message လေးတွေအနေနဲ့ပို့ပြီးတော့ရတယ်ပေါ့เนาะနောက်တချို့ကြတော့လည်းကိုယ့်ရဲ့ဘဝမှာ ပြည့်ပြည့်တသားဆုံးဖြတ်ဖြစ်သွားပါတော့เนาะ relationship လား career လားကိုကဘဝကိုဘလို့နီးနဲ့အဲရှင်တန်ရည်တည်သွားမှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖြစ်သွားမှာရတဲ့တပတ်ဖြစ်တယ်။နောက်ဒီတပတ်တာကာလအတွင်းမှာ Aries ဒီစကားအောင်လိမ့်မယ်။နောက်တစ်ခုကလုပ်ငန်းကိုင်ကန်နေလုပ်တဲ့နေရာမှာလဲပေါ့နော်။ကိုယ့်ရဲ့ဒီအစုအဆက်လုပ်ငန်းနေကိုကိုကိုယ့်ရဲ့ partner နဲ့ပေါ့နော်။ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဖက်တင်တဲ့စကားပြောဆိုရဲ့နေရာမှာအာပြဿနာတွေကိုကူပြီးဖြေရှင်းပေးရတာမျိုးเนาะ ပြဿနာရဲ့အဖြေပြဿနာရဲ့ဒီအဖြေဇင်းမြစ်ကိုကိုဝါရှာဖွေပေးရတာတည်သွားတာမျိုးတွေကြုံရနိုင်ပါတယ်။တော့လို့ဖို့ကံဘက်ကောင်းနေလဲတွေ့ရနိုင်တယ်လို့ဒီကိုမြင်နေအဲ့တော့ Aries ရဲ့ energy ကတော့ကောင်းနေပါတယ်။ Okay. All right Leo Taurus ကိုတွားမယ်။ Taurus uh, summarizing ဖြစ်မယ်နော်။ So, Taurus Sun Rising. What's gonna be your message for coming May first to eight? Taurus. Torres ဒီအတွက်ကဒီတပတ်ကြာကာလအတွင်းမှာရဲဝေးရတင်းစကားကောင်းလို့ကြားတဲ့တဲ့ငငယ်ချားနဲ့ဆက်ဆက်တဲ့ကိစ္စတွေဆောင်ရွက်တဲ့နေရာမှာအင်မတန်ကောင်းမွန်ပါလိမ့်မယ်။နောက်တစ်ခုကကိုကိုပိုင် business ကိုပိုင်စီးပွားရင်းနှီးမြှုပ်နှံမှုမြေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်တချို့ကျောင်းကလည်းအင်ချန်မြေဥယျာဉ်ချန်မြေစိုက်ပျိုးတာဒီလိုအလုပ်တွေလုပ်နေတဲ့ Torres ဒီဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းလေးရာလေတဟုန်တိုးတိုးတက်ဖို့ရှိပါတယ်တဲ့နော်။ဝေးကြီးအသီးပွင့်ကိုခန်းစားရတာမျိုးပေါ့နော်အဲ့တော့ အမထင်ထားမဲ့နဲ့ဝန်းကနေအလုတ်ဖြစ်သွားတာမျိုးမထင်ထားမဲ့နဲ့ကိုယ်ဝယ်ထားတဲ့မြေတွေအိမ်တွေရဲ့တန်ဖိုးတက်သွားတာမျိုးเนาะဒါမှမဟုတ်ဒီမြေတွေအိမ်တွေဝယ်ဖို့ invest လုပ်ဖို့စဉ်းစားနေရဆိုလို့ရှိလို့ရှိရင်လည်းဒါနဲ့ပတ်သက်တဲ့เนาะကောင်းမွန်တဲ့သတင်းစကားတွေပေါ့เนาะဒီမှာတော့ဒီမြေခွက်ရှိရဒီအိမ်ရှိရဝယ်ခြင်းလားဒီစီးပွားရေးလုပ်ခြင်းနဲ့ လောက်ကြည့်မလားအဲ့လိုမျိုးကောင်းမွန်တဲ့ informations လေးတွေရဖို့ရှိပါတယ်တဲ့တော်ကောင်းနေနိုင်ငံခြားနဲ့ဆက်စစ်တဲ့အလုပ်တွေလုပ်ဖို့လည်းအခွင့်အလမ်းတွေပေါ်ပေါက်လာဖို့ရှိတဲ့အတွက်ကြောင့်မလို့ tourist တွေကိုအားပေးတယ်ပေါ့နော်အဲ့တော့ energy လေးကောင်းနေရအောင်ပြပါတယ် tourist season မလို့လာတော့မသိဘူးနော် okay all right the euro next sign gemini ကိုတွားမယ်အဲ့တော့ sun sign moon sign rising sign နဲ့လိုက်ပြီးတော့နားထောင်လို့ရပါတယ် gemini what's gonna be your energy for coming coming week from me first to me eight. Right. Gemini. ဂျမနိုင်းနေကိုအရန်စူးစားထားတဲ့အရာလေးတွေเนาะတော်မကိုဘဝမှာကိုမျောလင့်ထားတဲ့အရာလေးတွေเนาะဒါလေးတွေကိုအဲဆက်လုပ်လို့မရအောင်ရက်ခဲရတဲ့အခြေအနေမျိုးကြီးကျွမ်းဝနေတယ်ချိုးကြလည်းကောင်းသောလမ်းခွဲခြင်းမျိုးပေါ့နော်ကိုနဲ့အလုံးလုံးမယ်လို့စဉ်းစားထားတယ်နော်ဒီပညာရက်ကိုသင်ယူမယ်ဒီပညာရက်မှာ invest လုပ်မယ်လို့စဉ်းစားထားတယ်ဒီလုပ်ကိုလုပ်မယ်လို့တွေးထားတယ်ဆိုလို့ရှိရင်ဒီလူတွေနဲ့နော်အဲကောင်းမွန်သောလမ်းခွဲခြင်းမျိုးတွေကျွမ်းဝနိုင်တယ်ကို့အတွက် ပိုကောင်းတဲ့နော်အလားလာရှိတဲ့ကိုဘဝအတွက် potential ရှိတဲ့ပညာရေးနဲ့ပင်နေတော်လောက်ကောင်းအလုံးနဲ့ပင်နေတော်လောက်ကောင်းပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးရင်းနှီးမြုပ်နှံရမယ်ကိုယ့်ရဲ့ဘဝကိုရင်းနှီးမြုပ်နှံရမယ်လမ်းကြောင်းတစ်တစ်ခုပေါ်ပေါက်ဖို့ရှိပါတယ်အဲ့ဒီအစ်စ်အပေါ်မှာရရဲ့ဝွင့်ကြီးတာရင်းနှီးမြုပ်နှံဖြစ်ပါကိုယ့်ရဲ့အချိန်တွေပါမယ်ငွေကြီးတွေပါမယ်နော်ကိုတက်ထားတဲ့ပညာ ီလဲပါမယ်ပေါ့နော်ဒါပညာအစ်စ်လိုချင်လဲဆိုကိုယ့်ရဲ့ပညာနဲ့ထက်လောင်းရတာမျိုးတွေရှိတာပဲเนาะလီယိုကဒီလို message လေးရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ anything bad happens in the previous month previous week ပေါ့နော်ပြီးခဲ့တဲ့ရက်သက်တစ်ပတ်တာပြီးခဲ့တဲ့လတွေမှာဖြစ်ခဲ့တဲ့မကောင်းတဲ့အရာတွေအလုံးပြီးသွားပြီးတော့ကိုယ့်အတွက်အစ်စ်ပိုကောင်းတဲ့အရာတစ်ခုတွေလာဖို့ရှိရဲ့လို့အဲ Gemini တွေကိုပြရတယ်ပေါ့နော်တော်တော်လေးကောင်းပါတယ်အဲချိုးချောကလည်းဒါ ကိုချစ်ခင်ရတဲ့သူကို agreement ယူထားတဲ့သူတွေနဲ့လမ်းခွဲရတာကိုဝမ်းနည်းမနေပါနဲ့လမ်းခွဲတာကျင်းနေစရာပါပိုကောင်းတဲ့အရာလာဖို့ဖြစ်ပါတယ် Gemini နေ Okay wish you all the best All right Leo road next sign cancel ကြည့်မယ်နော် Samurai in Cancer. What's your message for coming week? ကင်ဆာရီဘာအလုပ်ပဲလုပ်လို့လောဘကြီးနေတာမျိုးကြုံရနိုင်ပါတယ်နော်ကိုယ့်အိတ်ထဲကနေမထုတ်ချင်တာကိုယ်စုထားတာလေးတွေပါသွားမှအောင်ကြောက်တာမျိုးနောက် ရလေလို့လေအိုတစီပေါ့နော်ဒီထက်ပူပြီးတော့အဲရကျင်နေအဲမရင်းကျင်ဘူး နော်အဲရှိရပတ်စံကိုထပ်မထုတ်ချင်တော့တဲ့သူမျိုးတွေတွေ့နေရတယ်အရင်ကြီးလုံးဝကြီးလို့မရဘူးဒီတပတ်တာကာလအတွင်းမှာကိုယ့်ကိုပြန်ပြီးတော့ခေးလုံးမှာကိုယ့်ကိုပြန်ပြီးတော့တတ်မှာကိုယ့်ရဲ့လောဘစိတ်ဖြစ်တယ်နောက်တချို့ကင်ဆာတွေလीအာနည်းနည်းလေးအကျက်အတဲအချိန်နေအချိန်ကာလကိုရောက်နိုင်တယ်ပေါ့နော်ဘလို့အကျက်တဲချိန်တော့အထူးသဖြင့်ဝင်တန်းလုံနေတဲ့သူတွေလीဝင်တန်းလုံနေတဲ့သူတွေဆိုလို့ရှိလို့ရှိရင်ကိုယ့်ရဲ့အထက်အရာရှိကနော်သူ့ရဲ့ဒီတင်းကျပ်မှုတွေ နော်မထားသင့်တဲ့စီမင်းစီကံမျိုးတွေကြောင့်မလို့ကိုကစိတ်ရှုပ်ရတာမျိုးပေါ့နော်သူအကြိုက်ဆောင်ပြီးလိုက်လှုပ်ရတာမျိုးကြီးကြောင်းရတယ်ချိုးချွားလဲကိုပိုင်စည်းဝါလုံနေရဲဆိုလို့ရှိရင်လေဒီ external situation စီပေါ့နော် political situation စီကြောင့်မလို့ဖြစ်မယ်ပေါ့နော်လိုဝကန်ရတာကျက်လာတာကိုရဲ့ပတ်စံကိုတုံးကျင်တယ်လို့ထုတ်ကျင်တယ်လို့ထုတ်လို့မရအောင်ရင်းကျင်တယ်လို့ရင်းလို့မရအောင် product တစ်ခုဝယ်မယ်ဆိုလို့ရှိရင်လည်း ချိန်ထိုးစဉ်းစားနေရတာပေါ့နော်ဒေါ်လာဈေးတွေကကမကမဖြစ်ပြန်ပြီးอ่ะဘက်ဈေးတွေကဘာဖြစ်ပြန်ပြီးအဲဒီလိုမျိုးတွေပေါ့နော်ကိုယ်ချင်းနဲ့ပတ်သက်ပြီးတော့နည်းလေးကြက်တဲ့ကြက်တဲ့ရဲ့ဆွေးနေရမှာစင်းရဲတာပြောတာမဟုတ်ငွေမဝင်ပြောတာမဟုတ်ရှိတဲ့ငွေကိုတုံးဆွဲဖို့အတွက်ရှိရဲ့ property စီကိုယ်မှာပိုင်ဆိုင်တဲ့အရာတွေကိုတုံးချဖို့အတွက်အခက်အခဲအကျက်တဲဖြစ်တာကိုတွေးရတယ်အဲ့တော့အဲကိုကိုတိုင်းကလည်းလောဘမကြီးနဲ့ နော်အာ maybe this is just one week ပေါ့လေဒါခက်ခဲချက်တဲဆိုလဲခဏတာပဲဖြစ်ပါလိမ့်မယ်နော် cancer အဲ့တော့အာတင်းချပါ all right okay leo next sign leo ကိုတွားမယ် salmon rising leo what's gonna be your week ကိုရဲ့ leo ရဲ့ energy လေးကိုကြည့်မယ် လီယိုရီတဲ့ပြက်သားစွာဆုံးဖြတ်ရမယ့်ရတဲ့တပတ်ကိုရှောင်မယ်ပေါ့နော်ဒီတပတ်တာကာလာအတွင်းမှာကိုယ့်ရဲ့စိတ်စွမ်း in mentality ဘိုင်းဆိုင်ရာမှာအယံဉာဏ်အတွေးတွေဟာဟုတ်ခုံဒီကူးဖြစ်နေတတ်တယ်တခုခုဆုံးဖြတ်ချက်ချတော့မယ်ဆိုလို့ရှင်လို့ရှင်ရယ်နှစ်ခါနှစ်ခါပြက်မစင်းစားဘဲနဲ့အမြင်စင်စင်လင်းလင်းမြန်မြန်ဆုံးဖြတ်ဖြစ်လိမ့်မယ်နောက်တစ်ခုလီယိုဒီမှာမြင်ရတဲ့ energy တခုဟာလီယိုတွေတဲ့ဒီ debate တာကာလာအတွင်းမှာကိုက တခုခုလုတ်ပဲဆိုမဆိုင်မတော့ပဲဆုံးဖြတ်စီစဉ်ပြီးလုတ်တာကိုအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်တည်လားเนาะအရန်ကြီးတွန်းဆုပ်တွန်းဆုပ်လုံနေမယ်ဆိုလို့ရှိရင်တဲ့အဲကိုလိုချင်တဲ့အရာသူများယူသွားတာပါသွားတာအခွင့်အရေးကိုစီကနေခုံထွက်သွားတာမျိုးတွေဖြစ်တဲ့တဲ့အဲ့တော့အာတော်တော်မိုက်တယ်ပေါ့နော်ဒီတစ်ပတ်တာကာလအတွင်းမှာစီးပွားရေးလုံးလို့လည်းတော်တော်အကောင်းတယ်လီယိုတွေအတွက်ကိုလီယိုတွေက IQ တွေကအရန်ကို high ဖြစ်နေရယ်ပေါ့နော်ဆံမီးပွဲတွေပါဖြီးဖို့လည်းတော်တော်လေးကောင်းတယ်ဒါမဲ့ အဒီတို့တခုအကြံပေးချင်တာစိတ်မှာနည်းနည်းလေး calm ဖြစ်ဖို့လိုရပါတော့စိတ်တည်တည်ငြိမ်ငြိမ်နဲ့ decision ချတာကိုယ့်အတွက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တခုခုလုံးမယ်လို့ဆုံးဖြတ်ပြီးပြီဆိုလို့ရှိလို့ရှင်နှခပြန်မစင်းစားပဲနဲ့ချပြလိုက်တာပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့တချို့အခွင့်အရေးတွေကနောက်ကျသွားလို့ရှိရင်သူများကလက်ဦးမှုရယူသွားတတ်တယ်အဲ့ဒါလေးတခုလေးကိုတွေ့ရတယ်ဆိုတော့ still ဒီ May 1st we are all your week လို့ပြောလို့ရပါသေးတယ် so good luck လေးကို All right, all Euro, Virgo, Gemini, Salmon rising Virgo. What's gonna be your next week message? May first to May eighth. Virgo, your energy. ဖာဂိုရီအမွေကန်ရောငွေကန်ရောတက်နေအောင်တွေးရတယ်။တချို့ family business လုပ်နေရလူမိသားစုနဲ့ဆက်ဆက်ပြီးတော့စီးပွားရေးလုပ်နေရသူတွေတဲ့နော်။အဲပြင်ပ investment တွေပေါ့နော်။ကိုနဲ့လူမျိုးခြားဘာသာခြားလူမျိုးကွဲတဲ့သူတွေဘာသာမတူတဲ့သူတွေနော်။သွေးနှောတွေကနေဆက်ပြီးတော့ပေါ့နော်။ invest လုပ်ချင်တာမျိုးတွေရှိရဆလို့ရှိရင် welcome လုပ်ပါတယ်။အရန်ကောင်းပါရဲ့။တချို့ကြတော့လေအာဒီနိုင်ငံခြားနဲ့ဆက်ဆက်တဲ့အလုပ်တွေနိုင်ငံခြားနဲ့ဆက်ဆက်တဲ့ company တွေမှာအလုပ်ရတာမျိုး ဒီလို energy မျိုးရှိတဲ့သူတွေနဲ့အလုပ်တူတွဲလုပ်ရတာမျိုးကြီးကြုံရနိုင်ပါတယ်။နောက်တဲ့တချို့ Valkyrie ဆိုလို့ရှိရင်ငွေဒီပိုင်လည်းစုဆောင်မိမယ်ပေါ့နော်။ကိုယ့်ရဲ့ family ကိုလည်းအထိုက်လျောက်ထောက်ပံ့ပေးနိုင်လိမ့်မယ်။နောက်တစ်ခုကလေ Velo Vago မျိုးလေးကြီးလည်းပါလဲဆိုတော့ဒီအိမ်တွင်းစီးပွားရေးလုပ်နေတဲ့ Vago လေးတွေเนาะအဲစီဆိုပန်းယာရီတို့အထည်အလေးလုပ်ငန်းတွေလုပ်နေတဲ့ Vago တွေဆိုလို့ရှိရင်တန်းစနီနန်တက်နေလို့လာတော့မသိပါဘောเนาะခြေတယ်တို့လက်မှုပညာเนาะ ဒီလက်မှုအတက်ပညာတွေလုပ်နေတဲ့ vulgo တွေဆိုလို့ရှိရင်လက်မှုအတက်ပညာဆိုတာချီထိုးမှမဟုတ်ဘူးပေါ့နော်လက်မှုအတက်ပညာလုပ်နေတဲ့ vulgo တွေတော်တော်လေးစီးပွားတက်လိမ့်မယ်ဒီတပတ်တာကလာအတွင်းမှာရင်းနှီးမြှုပ်နှံမှုအသစ်တွေလည်းပေါ်ပေါက်ဖို့ရှိရတယ်တော်တော်လေးကောင်းတယ်လို့တွေးရတယ်နော်ဆိုတော့ uh wish you all the best vulgo okay all right leo first part bb ဆိုတော့ဒုတိယတစ်ပိုင်းပေါ့နော်ဂျန်နဲ့6 sign နေရ first sign leo libra ကိုကြည့်မယ် တော့ library ရဲ့ message ပေါ့နော် coming me တရရင်ညနေ၈ရက်နေ့ဒီကိုကြည့်ကြမယ် libra library အခြေအမှကိုအလုံးမှာတော်တော်လေးပင်ပန်းမယ်။ဒီနေ့ဒီစိတ်ညစ်ရတယ်ပေါ့။တချို့ library ဆိုလို့ရှိလို့ရှင်လဲကိုတွဲနေရသူနဲ့ break up လုပ်မယ်ကွာ၊ချမယ်ကွာဆိုရဟာမျိုးကြီးကြုံရတတ်တယ်ပေါ့နော်။ Maybe this is a shock break up ဖြစ်နိုင်တယ်။ uh something like you feel betrayed by not by the by your clients, school your clients, ကိုရ college တရားနေကိုတိစားဖောက်တယ်လို့ခံစားရတယ်။ အဲ feelings မျိုးလေးတွေပေါ့နော်ကိုယ့်ရဲ့ချစ်သူကကိုယ်တိစားဖောက်တယ်လို့ခံစားရတဲ့ feelings မျိုးလေးတွေကြုံရတယ်လို့ပြော feelings เนาะတကယ်တိစားဖောက်တာဟုတ်ကြမှာလဲဟုတ်မယ် okay this is because general reading energy checking ဖြစ်တဲ့အတွက်ကြောင့်မလို့ရှိတမျိုးကိုရတမျိုးလှုပ်တဲ့လူတွေကြောင့်စိတ်ညစ်ရတတ်တယ် libra တွေတတိတာเนาะအဲ့တော့ကိုကိုရိုင်းကလည်းဟန်ဆောင်နေရတာပေါ့နော်ဒီ depression ရမကောင်းမကောင်းတာကိုတိတိနေတည်ရမှာသူ့အကြိုက်ကိုလိုက်ပြီးလေချိုးသွေးပြီးတော့ ဖော်ယူပြီးနေရဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတော့တိတ်တော့ဖဝင်ကြလာရတော့မဟုတ်ဘူးသူ့ကိုကြည့်ပြီးတော့ငါတိတ်တော့အဆင်ပြေမနေဘူးစိတ်တွေအဆင်ပြေမနေဘူးကွာဆိုပြီးဒေါသကြီးထွက်နေရဒါပေမဲ့ကိုယ့်ရဲ့အရှိမကြတော့လေချိုသွေးရတာပေါ့နော်ထို့တူပဲတဲ့နော်ကို့အပေါ်မှာလိုတမျိုးမလိုတမျိုးလုပ်တဲ့သူတွေနဲ့ပတ်သက်ရတတ်တယ်ဒီတပတ်တာကာလအတွင်းမှာစိတ်ပင်ပန်းတတ်တယ်စိတ်နော်ကခန္ဓာကိုယ်ပိုင်းလည်းပင်ပန်းတတ်တယ်ပေါ့နော်အဲ့တော့စိတ်ကိုနော်လုံးတတိထားပါ တော့ it's just just a one week ပဲဒါတပတ်တာကာလဖြစ်တယ်ပြီးတော့တပတ်လုံးလဲဒီလိုမျိုးကြီးဖြစ်နေမယ်လို့မဆိုလို့ okay အခုဘဝထဲမှာရှိနေတဲ့မကောင်းတဲ့ energy ထွက်သွားဖို့အချိန်တန်တာလို့ပြတာเนาะအဲ့တော့ just a one week အဲ့တော့တရက်ထဲနဲ့အကုန်လုံးစုပြုံ ဖြစ်သွားတာမျိုးလဲဖြစ်ခြင်းဖြစ်မယ်เนาะ okay ဆိုတော့ okay အဲ့တော့ universe is testing your strength universe is testing your karma universe ကိုရဲ့ karma karma strength ကို test လုပ်မှာဖြစ်တယ်အဲ့တော့ embrace yourself ပေါ့เนาะ library ကံကောင်းပါစီ All right. Hello, Libra, Piro, your Scorpio, Jime. Scorpio, Sun, Moon, Rising. What's gonna be your energy for coming week, Scorpio? Scorpio ရဲ့အတွက်တော်တော်လေးကောင်းတဲ့ရဲ့တဲ့ဘက်လို့ပြောလို့ရတယ် Scorpio ရဲ့ကိုယ့်ရဲ့စိတ်ကူးအိမ်မန်ထဲမှာအကောင့်တဲ့ပေါ်ထားတဲ့ဟာပေါ့နော်ကိုယ့်ရဲ့စိတ်ကူးတဲ့အတိုင်းဖြစ်လာတာပေါ့အိမ်မန်ထဲရအတိုင်းလက်တွေဖြစ်လာတဲ့ကွာဆိုရင်အခြေအနေမျိုးလေးဒီတစ်ပတ်ကြာကာလအတွင်းမှာဖြစ်ပါမယ်အခြေအေးကံအိမ်နောင်ကြီးကံကတော့တော်တော်လေးတက်နေရယ်အိမ်နောင်ချိနေရယ်သူတွေအာဒါချစ်သူကြီးစားရှိနေရတဲ့သူတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လက်တွဲပေါ့ကိုယ့်ရဲ့ partner နဲ့ so to combat တိုင်တိုင်မင်းမင်းညီညီနိုင်နိုင်ဆွေးဆွေးနွေးနွေးပေါ့နော်အာကိစ္စရဲ့လေးတွေအတူတူ အဲတိုင်မီပြီးတော့အဲလုံဆောင်ကြတာဆုံးဖြတ်ကြတာလေးတွေ့ရတယ်တင်းတူရောအရန်ကို report မိတာမျိုးလေးလည်းတွေ့ရတယ်နော် report မိရဆိုတော့တယောက်လိုက်တယောက်တည်တာပေါ့နော်အဲ့လိုအနေထားမျိုးလေးတွေ့ရတယ်နောက်တစ်ခုကကျကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့မိသားစုမှာပျော်စရာရှင်စရာကိစ္စလေးတွေထိမှတ်မထားဘဲနဲ့ဖြစ်တတ်တယ်တဲ့နော်အဲ့တော့တော်တော်လေးကောင်းပါတယ်အဲ့တော့စိတ်ကူးနဲ့လက်တွေ့တစ်ထက်တည်းကြာမရက်တဲ့ဘက်ဖြစ်လိမ့်မယ် Scorpio တွေ okay so wish you all the best All right, Leo Sagittarius Gucci man, or someone rising Sagittarius. What's gonna be your next week energy? Sag Sagittarius ရဲ့ကိုယ့်ရဲ့အလုပ်ကနေငွေဝင်မှုရှိပါတယ်။အသင်းအဖွဲ့နဲ့လုပ်နေတဲ့သူတွေ organization NGOs လို့ organization မျိုးတွေမှာအလုပ်နေလုပ်နေတဲ့သူတွေ company တခုခု foreign လို့ခန်းစားရတော့နိုင်ငံရဲ့ခြားနယ်ဆက်စပ်တဲ့ company organization မှာအလုပ်လုပ်နေတဲ့ Sagittarius ရဲ့ငွေကန်တက်ဖို့ရှိရဲ့အာနောက်တစ်ခုက SST နည်းနည်းလေးအဲစီးပွားရေးလုပ်နေတာမျိုးဆိုလို့ရှိရင်စီးပွားရေးမှမဟုတ်ပါဝန်ထမ်းဆိုလို့ရှိရင်လည်း ကောင်းမှရှိရဲ့အရာလေးတွေကို invest လုပ်ဖို့တော့လိုတယ်နည်းနည်းလေးစွန့်ဖို့တော့လိုတယ်เนาะอืมအရာအလုံးကုံမာကြောက်လို့ဆိုပြီးတွေ့ပြက်နေလို့တော့မရဘူးရင်းတင်တာရင်းရမယ်လို့လို message ရတယ်ပေါ့เนาะအဲ့တော့ငွေကြီးနဲ့ပတ်စံကန်ကတော့တက်နေမှာဒါကတော့ပြောစရာမလိုဘူးဒီအလုပ်တွေကနေအကျိုးမြတ်ကရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကန်ကတော့တက်နေမှာဒါပေမဲ့ပတ်စံမိုင်းဆိုင်ရာပိုင်ဆိုင်မှုမိုင်းဆိုင်ရာမှာကြာတော့ တချို့အရာလေးတွေနည်းနည်းကိုယ့်ရဲ့လောဘလေးကြီး short ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလေးလေးကိုအကြံပေးခြင်းတယ် otherwise you're you're very lucky in this week in in terms of your career ပေါ့နော် in terms of your saving ပေါ့ saving career နဲ့ပတ်သက်ပြီးတော့ very lucky ဖြစ်နေအောင်တွေ့ရတယ် okay sagittarius တရင်တင်လာရင်နော် all right အဲ့တော့ leo တို့ next sign capricorn ကိုကြည့်ပါမယ်အဲ့တော့ capricorn sun moon rising what's gonna be your energy for coming May 1st to May 8th. Capricorn. Capricorn နေအတွက်ကို Capricorn energy strong ဖြစ်တဲ့ energy ကြီးပဲပြန်ကြတယ် Capricorn နေဒီတပတ်တာကလာအတွင်းမှာခက်ခဲနဲ့နေတဲ့ပြဿနာလေးအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော် puzzle ဖြစ်ရတဲ့ဟာပေါ့နော် တွက်ချက်ရတာမျိုးကြီးကျွန်ရတယ်ချို့စီးရင်းစီးရနဲ့ပတ်သက်ပြီးတိုင်ပတ်တဲ့ accounting လုပ်နေတဲ့ capricorn နေစီးရင်းနဲ့ပတ်သက်တာမျိုးကြီးတိုင်ပတ်တဲ့ဒါလေးကိုဖြည့်ရှင်းရဖြည့်ရှင်းရတဲ့ကျပြီးတော့ပြဿနာတစ်ခုဖြည့်ရှင်းပြီးမကြအောင်နောက်တစ်ခုထပ်ပြီးတော့ဖြည့်ရှင်းရတယ်ဆရာဝန် capricorn နေဆိုလို့ရှိရင် diagnosis တစ်ခုကိုပေါ်ရတာယောဂနာမည်တက်တာတက်ပြရတာပေါ့နော် lunar တော့ကိုပြီးရင်အမဟုတ်သေးမပြေလဲသေးဘူးတခါထပ်ပြီးတော့ဖြည့်ရှင်းရပြန်ပြီအဲအဲ့လိုကိစ္စလေးကြုံရတတ်တယ်နော် တော့ Capricorn ဒီနည်းနည်းပင်ပန်းမယ်နောက်တစ်ခုကလေဒီမာလီကိုခန်းစားတာ Capricorn เนี่ยလည်းပင်ပန်းမယ်နောက်တစ်ခုကသူများကိုလည်းတွားပြီးတော့လေ control လုပ်တတ်တယ်အဲ့ဒါတခုလေးကိုသိမကြိုက်ဘူး Capricorn เนี่ยကိုကကိုကလက်အောင်ငင်သားရှိရဲ့ဆိုလို့ရှိရင်လေမလျှော့မတင်းစောင်းကြိုးညင်းပေါ့เนาะအဲအဲ့လိုမျိုးတွားတာကောင်းတယ်เนาะအမ်ကိုက ဟိုပင်မန်းရမှာပေါ့ဒီဟာလောက်ပေါ့ဆိုရဲဒီဇိုင်းမျိုးနဲ့ကိုယ့်ရဲ့လက်အောင်ငယ်သားတို့တအားကြီးဖိနှိပ်တာမျိုးတွေမလုံနဲ့ဒါဆိုလို့ရှိရင်အဲ့ကိုဖြည့်ရှင်းရမယ့်ပြဿနာပို့ပြီးတော့ခက်ခဲသွားတတ်တယ်တဲ့နော်အဲ့လေတခုတွေးရတယ်အဲ it's gonna be a tough week a little tough week ပေါ့နော်ကိုယ့်အတွက်အာတခုပြီးတခုပေါ့နော်ဒီနေ့ဒီဒီပြဿနာပြီးသွားပြီဆိုနောက်တနေ့အလုပ်သမားပြဿနာဖြေရှင်းရအာနောက်တနေ့ကျတော့တထင်းရဲ့ပြဿနာနောက်တနေ့ကျတော့လဲအာ sub contractor ရဲ့ပြဿနာအဲ့လိုမျိုးတွေပေါ့နော်အဲ့အဲ့လိုတခုပြီးတခုကို problem စီပေးလိမ့်မယ်เนาะ universe ကကို problem စီပေးမယ်ရတဲ့တပဲဖြစ်တယ်ကိုကတစ်ခုပြီးတစ်ခုဖြည့်ရှင်းရမယ် all right အငွေကြီးနောက်ပတ်စံရဖို့နောက်အဲ့ဒီနောက်ဒီလိုက်လို့မရသေးဘူးဒီတပဲတာကာလာတွေ့မှာ capricorn so wish you all the best all right okay next sign aquarius ကိုကြည့်မယ်အဲ့တော့ aquarius ဒီအတွက် summarizing aquarius coming may first to may 8th energy aquarius Aquarius ဒီဘာသာရေးလုပ်လို့တော်တော်လေးကိုအကျိုးထူးမဲ့ရတဲ့ပဲဖြစ်ပါတယ် meditation လုပ်တာတရားထိုင်တာပရိစိတ်တာစိတ်ကိုတည်ငြိမ်အောင်လုပ်တဲ့ mental exercise တွေများများလုပ်ဖြစ်လိမ့်မယ်လုပ်ပါလို့လို့အကြံပေးခြင်းနဲ့နောက်တစ်ခုကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာကြောင့်လဲစိတ်ကိုတည်ငြိမ်အောင်ဘာကြောင့်လုပ်ခိုင်းလဲဆိုတော့ကိုယ်နဲ့အသွေးမတူတဲ့သူတွေကိုယ်နဲ့သဘောတရားချင်းနော်သဘောတဘာဝချင်း background ချင်းမတူညီတဲ့သူတွေနဲ့ဒီတပတ်တာကာလအတွင်းမှာပတ်သက်ဆက်ဆံရမှာအလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တယ် အဲ့တော့သူတို့တွေစီကနေကိုကအကျိုးမြတ်ရမှာငွေရမှာလေအဲ့တော့ပတ်စံရမှာနောက်ထပ် business တွေထည့်ချဲ့ဖို့အတွက်ကိုငွေရမှာဖြစ်တဲ့အခါကျတော့အဲ့လိုအသွင်မတူတဲ့သူတွေနဲ့ lie ရောညီထွေအောင်စိတ်ကိုကိုကထောင်းကနေထောင်းကနေဇုတ်ကနေဆက်ခနေမဖြစ်ပဲနဲ့သူ့ရဲ့အ the body aquarius dia fix sign နေလေ fix ဆိုတော့ကောင်းပါလေငါဒီဟာတခုဆွဲမြည်ဒီအတွေးရမှန်နေဆိုကိုကဓာကြီးကိုစုပ်ကင်ထားတာမျိုးမလုပ်ဘဲနဲ့နေ့လေး short ပေးလိုက်သူတို့ဘက်ကဘယ်လိုမြင်လဲဆိုတာလေးကိုကိုကကြည့်လိုက်ဒါဆိုလို့ရှိရင် very free ဖြစ်သွားလိမ့်မယ်အရန်အဆင်ပြေသွားလိမ့်မယ်ကိုရဲ့စီးပွားရေးကိုရဲ့ career path မှာတော်တော်လေးအလုပ်ဖြစ်လိမ့်မယ်ဒါကြောင့်မို့လို့အသွင် material သူတွေကို welcome လို့ပါသူတို့နဲ့ culture မတူတာ welcome လို့ပါ learn လို့ပါလို့လေးကအကြံပေးခြင်းနဲ့ aquarius တွေ okay All right, Leo. Uh, the last sign, Pisces. This is for someone rising Pisces. PMA, me, DNA, and she, and it, energy, Leo, Jijame. Our Pisces lady. First to 8 <clears throat> Pisces လေးတွေစိတ်များနေတတ်ပါတယ်တဲ့เนาะဒီတပတ်တာကာလအတွင်းမှာတဲ့အစာမဝင်တာမျိုးတွေဖြစ်တတ်တယ်เนาะဘာစားစားကတွင်းမလိုက်တာကိုတွေမတွေ့ရ appetite loss ဖြစ်တာမျိုးလေးတွေနောက်တစ်ခုကကျတော့ကိုလက်ရှိအာယာရီတစ်ခုရှိရယ်အလုပ်တစ်ခုလုပ်နေရယ်ဝင်ဝင်တစ်ခုရှိတယ်ဘလို့ပဲရှိရှိဒီလက်ရှိအခြေအနေမှာ enjoy ဖြစ်မနေဘူး satisfy ဖြစ်မနေဘူး you want another another change you want to move to another place တချို့ကျတော့လည်းကိုယ့်ရဲ့ပြည်တွင်းမှာအလုပ်လုပ်နေဆိုပြည်ပောက်တာသွားကျင်နေရဲအဲအဲ့လိုမျိုးပေါ့နော် something like even though you get anything you want ကိုလိုချင်တာကိုရနိုင်ပင်နဲ့မကြေနပ်တာမတင်းတိမ်တာစိတ်မပျော်တာမျိုးလေးဒီတပတ်တာကာလအတွင်းမှာကြုံရနိုင်တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘေးတဲ့ဒီတပတ်တာကာလအတွင်းမှာနော်စိတ်တည်များနေတတ်မယ်အလုံးနဲ့ပတ်သက်ပြီးတော့ new learning ပေါ့နော် new learning ဆိုတာပညာရဲ့အသစ်သစ်တွေသင်ယူလေ့လာတာကိုမသိသေးတဲ့အရာတွေရှာဖွေတွေ့ရှိဖို့ရှိပါတယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ငါဒီအလုပ်အသစ်လေးကိုစမ်းလို့ကြည့်ရင်ကောင်းမလားဆိုတဲ့ idea ပေါင်းများစွာလည်းဒီတပတ်တာကလာအတွင်းမှာရလာလိမ့်မယ်။အဲ့တော့ Leo ကအဲ့ရလာတဲ့ idea ကိုအသုံးချပြီးတော့လုပ်ကြည့်ပါလို့အကြံပေးခြင်းနဲ့ဘာဖို့လဲဆိုတော့အဲ့ဒီအရာလေးတက်ကိုပျော်ရွှင်မှုပေးမှာဆိုလိုတာလေလုံယိုးလုံစင်ဒီရှေးယိုးဆွဲဒီအလုပ်ဒီ daily routines ကနေခွဲထွက်ပြီးတော့ပေါ်လာတဲ့ idea ပေါ်မှာအသုံးချပြီးတော့ maybe this is a new business or maybe your ကိုယ်ပိုင် business မှာပဲ new idea နဲ့ create လုပ်တာလည်းဖြစ်ချင်ဖြစ်မှာ Pisces တိเนาะဆိုတော့စမ်းသစ်မှုတီထွင်စမ်းသစ်မှုအသက်ကိုလိုအပ်တာအဲ့တော့အုံနောက်ကပေးလာတဲ့အရာ အတွေးကိုလိုက်ပြီးတော့လုပ်ကြည့်ကိုမသိသေးတဲ့အကြောင်းတရားတွေကိုမသိသေးတဲ့ knowledge တွေ wisdom တွေကိုလည်းဒီတပတ်တာကာလအတွင်းမှာရလာနိုင်မယ်အဲ့ခါကျမှ Pisces စီက ပျော်ရွှင်ရမှာဖြစ်ပါတယ်တဲ့အဲ့တော့ wish you all the best Pisces All right that's it for this week around May 1st to May 8th အတွက်ကို uh, Leo Zodiac uh, weekly zodiac energy check in bono Aries to Pisces တင်ဆက်ပေးသွားတာဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်လို့လူမျိုးလင်းပါတယ်အဲ့တော့ resonate ဖြစ်တဲ့တပတ်တိုင်းတပတ်တိုင်းပေါ့နော်အမြဲတမ်းတင်ဆက်ပြီးပါအမြဲတမ်းစောင့်နေပါတယ်ဆိုပြီးလာလာပြောကြတဲ့ YouTube subscribers စီ client စီကိုလည်းအရင်ကျေးဇူးတင်တယ်လို့ရင်ပတ်ထဲမှာထည့်ထားတယ်ပေါ့နော်တယောက်ချင်းစီကိုလည်းမှတ်မိပါတယ်ဒါကြောင့်လည်းလူမအားတဲ့ကြားထဲကအချိန်လေးပြီးပြီးတော့ဒါအပတ်တိုင်းကိုမပြတ်အောင်တင်ဆက်ပေးရဖြစ်တယ်အဲ့တော့ message လေးတစ်ခုခုရသွားမယ်အကျိုးကျေးဇူးရှိမယ်ဆိုရင်လူဝမ်းသာလှပြီးလူကုသိုလ်ရတယ်ပေါ့နော် All right အဲ့တော့ဒီ video clip လေးကိုလေယူ YouTube channel လေးမှာ Facebook page မှာပါလေတင်ဆက်ပေးမှာဖြစ်ပါတယ်လေကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လေ YouTube channel လေးဖြစ်တဲ့ Soul of Video Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မေ့ပါနဲ့အောင်เนาะ all right အလီယို package တွေကိုပြောပြမယ်လီယိုနဲ့ personal consultation ပေါ်တော့ချီချီရကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းမိ мян လိုရဲဆိုလို့ရှိရင်လီယိုစီမှာ business package ရှိပါတယ်အလောက်ကန်ကိစ္စငွေကြေးကိစ္စစီးပွားရေးကိစ္စနိုင်ငံခြားထွက်မဲ့ကိစ္စတွေ visa ကိစ္စတွေပညာရေးကိစ္စတွေမိ мян ချင်တယ်ဆိုလို့ရှိရင်လီယိုစီမှာ world package ရှိပါတယ်အဲ့တော့မိ мян ဘဝရဲ့ soul purpose เนาะမိ мян ဘဝရဲ့ بوا ဇာတာ net ခက်ဒါလေးတွေကိုသိကျင်တဲ့ဘဝနေထိုင်နေဒီဘဝမှာလူပြည့်ရ လာတဲ့ရည်ရွယ်ချက်လေးတွေနဲ့ဘယ်လိုပျော်ရွှင်အောင်နေထိုင်မလဲဆိုရဲဒီ happiness ရဲ့တော့ချက်လေးတွေကိုသိကျင်နေဆီလို့ရှိရင် Leo Sim မှာ needle chart ဖွာစာတာနက်ခတ်ကြည့်ပြီးတယ် so mission package ရှိပါတယ်မိမိရဲ့မွေးချိန်အတိအကျတီးဖို့တော့လိုအပ်ပါတယ် waiting time လေးလည်းကြာပါတယ် URL တွေများတာအပြင်ပေါ့နော် queue လည်းများတယ်နောက်တစ်ခုကကြာလို့ဒီ terror package နဲ့မတူအသေးစိတ်ဒါဂျိုကွင်းတွေကိုဖတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ waiting time လေးတော့ ကြားပါတယ်နောက်တစ်ခုက Leo psychotherapy ပေးတဲ့ package ပေါ့နော်ဒီ somatic therapy စိတ်ထောင်းကိုကြည့်ဖြစ်တဲ့ယောဂရင်နဲ့ပတ်သက်ပြီးရော psychotherapy ဒီ somatic therapy ပေး talk therapy package ပေါ့နော် Leo ဒီ2025မှာ launch လုပ်ထားတဲ့ဒီ accepted by Dr. Leo ဆိုတဲ့ package လေးရှိပါတယ်ဒါတော့ဒီစိတ်ကျန်းမာရေးကိုကျန်းမာရေးနဲ့ပတ်သက်ပြီးရောဆွေးနွေးခြင်းနဲ့ဆိုလို့ရှင်တော့ယူလို့ရတယ်ပေါ့နော် နောက်တစ်ခု Leo into clip မှာပြောခဲ့တယ်လို့ပဲ Leo ဒီမှာထပ်ပြီး information လေး sharing လုပ်မယ် Leo က consultation only ပဲလုပ်ပါတယ် spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုန်းဖြင့်เนาะ online call ဖုန်းဖြင့်ကျော်ဖြည့်ဆူခြင်းပေါ့เนาะပြဿနာတွေကိုဖြည့်ရှင်းခြင်းပေါ့เนาะဒီလိုလေးပဲလုပ်ပါတယ် Leo emergency package ပေါ့เนาะ yes no question voice me နဲ့ပို့ပြီးရဲ့ package ကလွဲပြီးတော့ကျန်တဲ့ package တွေကို Leo ဖုန်းတို့မဟုတ်ဒါ video call နဲ့ပေါ့เนาะ Leo အပြန်အလှန်ဆွေးနွေးတဲ့ method ကိုပဲ Leo သုံးတာဖြစ်ပါတယ် all right အဲ့တော့ဒါလေးက information sharing လောက်တာပါ security အားပေးနေကြတဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှင်ကြောင်းပြောကြရင်းနဲ့ပဲလီယိုဒီတစ်ပတ်အတွက် video clip လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်เนาะလီယိုနောက်ထပ်တစ်ပတ်ဒီမှာတွေ့ကြပါမယ် have a nice little to you all and bye bye